အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျမတို့ဟာ technology ဘိုင်းဆိုင်ရာ presentation ကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်တူတူလေးကြည့်လိုက်ရအောင်နီးပညာဒီလူတွေနဲ့သင်ပွားမှာအရေးကြီးတော့အခန်းကဏ္ဍကိုထန်ဆောင်နေပါတယ်၎င်းကလူတွေဆက်သွယ်ရေးလေ့လာရေးနဲ့အလုပ်လုပ်ခြင်းကိုပုံမှုလွယ်ကူစေပါတယ်စမတ်ဖုန်းကွန်ပျူတာနဲ့အင်တာနက်ကနေလူတွေကမြင့်တိနေရမှမဆိုဆက်သွယ်နိုင်ပါတယ် ကျွန်တော်တို့ပတ်ဝန်းကျင်မှာဖုန်းတွေကနေစပြီးနေ့စဉ်သုံးနေတဲ့ website တွေအထိနည်းပညာအမျိုးမျိုးဟာအများအပြားရှိနေပါတယ်ဒီ project မှာနည်းပညာတွေဟာကျွန်တော်တို့ဘဝပေါ်အထောက်အကူဖြစ်စေတဲ့အချက်တွေနဲ့လည်းရဖြစ်စေတဲ့အချက်တွေနှစ်မျိုးစလုံးဘယ်လိုတည်ရောက်မှုရှိတယ်ဆိုတာကိုမျှဝေတော့မှာဖြစ်ပါတယ် အွန်လိုင်းကျောင်းသားတွေအပေါ်နီးပညာရဲ့အကျိုးသက်ရောက်မှုစိုက်ဘာရှင်းလျှောက်မှုတွေဘလို့အလုပ်လုပ်တယ်ဆိုတာကိုလေ့လာနိုင်ဖို့ Malware Maintenance နီးပညာစနစ်တွေဘလို့လဲပတ်လို့ဆိုတာကိုသိရှိနိုင်ဖို့ Behind the Screen နေ့စဉ်အသုံးပြုသူတန်ပေါင်းများစွာကိုတက်ရောက်မှုရှိနေတဲ့စက်မှတ်ဖုံးစဲလမ်းမှု စတဲ့အကြောင်းအရာတွေကိုနက်နက်နဲနဲလေ့လာသွားမှာပါ နောက်ွယ်ကနေဘလို့အလုပ်လုပ်တယ်ဆိုတာကိုဖော်ထုတ်နိုင်ဖို့ Safe Web, D Web www.dotwat ဆိုတဲ့ website သုံးမျိုးကိုတင်အားလမ်းညွှန်ပေးသွားမှာပါ။နင်းပညာဆိုတာနေရာတိုင်းမှာရှိနေတာဖြစ်ပြီးအရာတွေကိုနားလည်ထားခြင်းကပညာရှိရှိအသုံးပြုနိုင်ဖို့ကူညီပေးပါလိမ့်မယ်။နည်းပညာအမျိုးသားများ Thai Sub Technology နည်းပညာဆိုတာကြည်ကြည်ပြပြဖြစ်ပြီးအသုံးချရာတွင်ရွေရွှက်အမျိုးမျိုးပေါ်မူတည်ပြီးအမျိုးအစားခွဲခြားနိုင်ပါတယ် တခုရှင်စီမှာလည်းသုံးချာနေကွာရှာပြီးတက်ဆိုင်ရနဲ့ဘဲတွင်စမ်းသစ်တီထွေးမှုများပါဝင်ပါတယ်။ဒီနေ့ကျွန်တော်တို့ presentation မှာတော့တည်တည်နဲ့နည်းပညာမျိုးစအချို့ကိုပြောပြတော့မှာဖြစ်ပါတယ်။ Education and Technology EdTech ပညာရေးကိုပုံမထိရောက်စွာသင်ကြားနိုင်ရန်နည်းပညာကိုအသုံးချခြင်း။ဥပမာ online learning platform Zoom, Google Classroom, ebook education app, Duolingo, Khan Academy 2 cyber security technology internet data နဲ့စနစ်များကိုဟက်ကာများထံမှအကောက်ွယ်ရန်အသုံးပြုသောနည်းပညာဥပမာ firewall antivirus software encryption true factor authentication 2fa 3 information technology it အချက်အလက်များကိုသိသိပြုပြီးဖလှယ်ရန်အသုံးပြုသောကွန်ပျူတာနည်းပညာဥပမာ computer system network cloud computing database mesh name for relevant technology လက်ရှိခြေနေများနဲ့လိုအပ်ချက်များပေါ်မူတည်ပြီး အသုံးချသင့်သောဤပညာဥပမာ AI, artificial intelligence, IoT, internet of things, blockchain, automation What is online learning and why has it been popular? online သင်ကြားမှုဆိုတာကတော့ကျောင်းသားတွေဟာ internet, digital ကိရိယာတွေနဲ့စမတ်ဖုန်း၊ကွန်ပျူတာတွေကိုအသုံးပြုပြီးသင်ခန်းစာတက်ခြင်း သင်ကြားမှုအကြောင်းအရာတွေကိုလေ့လာခြင်းမျိုးဖြစ်ပါတယ်။အကြောင်းတစ်ခုမှမရှိပဲမိသည့်နေရာတွေမဆိုးသင်ယူနိုင်ပါတယ်။ 1. flexibility ကျောင်းမှကျောင်းသားများသည်အချိန်မရွေးနေရာမရွေးသင်ကြားနိုင်တယ်။ချူကိုဗစ် -19 ဖဲတင်မိုက်ကိုဗစ်ကြောင့်ကျောင်းတွေပိတ်သွားပြီးတဲ့နောက်မှာအွန်လိုင်းလင်းနင်းကပုံမူကြီးခြေပန်းစားလာပြီးပညာရေးကိုရှေ့ဆက်ဖို့အခွင့်အလမ်းတစ်ခုဖြစ်လာတယ်။3 technology growth ဒီပညာတည်ထောင်မှုကြောင့်စမတ်ဖုန်းနဲ့အင်တာနက်ရှိသူတွေများပြားလာပြီးသင်ယူမှုလွယ်ကူလာတယ်။ focus effective သွားစီရေး စာအုပ်ကျောင်းဝတ်စုံစည်းတွေတော့လည်းကုန်ကြမှုသက်သာသွားတယ် soft team adobe connect web နဲ့ google meet တို့ဟာ online စီးပွားရေးတင်နန်းတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေအတွက်အဓိကအသုံးပြုတဲ့ platform တွေဖြစ်ပါတယ်ဒီ platform တွေရဲ့အဓိကမတူညီတဲ့အခြေလက်တွေကိုအသေးစိတ်ရှင်းပြပါမယ် microsoft team Microsoft 365 aka Office 365နဲ့အတူတက်ဖက်ပြီးတော့အလုပ်လုပ်ရတဲ့ all in one platform ဖြစ်ပါတယ် ပူပေါင်းဆောင်ရွက်မှု collaboration team ဟာ video calling တက်တက်မှုပဲ chat file ကိုမျှဝေတာ Microsoft 365 app တွေဖြစ်တဲ့ Word, Excel, PowerPoint တို့ကိုအတူတူပြင်ဆင်တာမျိုးတွေကိုတနေရာထဲမှာလုံဆောင်နိုင်ပါတယ်။ Integration Microsoft Outlook, SharePoint နဲ့အခြားသော Microsoft ဝန်ဆောင်မှုတွေနဲ့အလွန်ကောင်းမွန်တဲ့ချိတ်ဆက်ပြီးတော့အလုပ်လုပ်နိုင်ပါတယ်။ Target Audience လုပ်ငန်းဝင်တို့အတွက်အထူးသင့်ရောပါတယ်။အထူးသဖြင့် Microsoft ecosystem ကိုအသုံးပြုနေတဲ့ company တွေအတွက်အကောင်းဆုံးအခြေအနေဖြစ်ပါတယ်။ Google Meet, Google Workspace, Slack, G Suite ရဲ့ဒီစိတ်တစ်ပိုင်းအနေနဲ့အသုံးပြုရလေကူပြီးတော့လေမြန်တဲ့ video compressing စရိုက်ဖြစ်ပါတယ်။အသုံးပြုရလေကူမှု EOS use ရှင်းလင်းရွှေ့နဲ့ interface ရှိရာအကြောင်းအသုံးပြုရလေကူပါတယ်။ Google Calendar နဲ့ဒီမေးကနေတဲ့စစ် video တွေကိုအလွယ်တကူစီစဉ်နိုင်ပြီးတော့ join နိုင်ပါတယ်။ Integration Google Update ဖြစ်တဲ့ Gmail, Calendar, Drive, Dropbox နဲ့အတူအလွယ်တကူချိတ်ဆက်နိုင်ပါတယ်။ Tiger of Aria ပုဂ္ဂိုလ်ရေးအသုံးပြုမှုတွေစီးပွားရေးလုပ်ငန်းငယ်တွေနဲ့ပညာရေးခန္ဓာမှာအသုံးပြုဖို့အထူးတင်ပြပါမယ်။စီးပွားရေးလုပ်ငန်းကြီးများအတွက်အထူးကောင်းမွန်အောင်ထုတ်လုပ်ထားတဲ့ platform တစ်ခုပဲဖြစ်ပါတယ်။သူ့ရဲ့အားသာချက်တွေကတော့လုံခြုံရေး security end to end impression လို့မျိုးအစိမ့်မြလုံခြုံရေးစနစ်တွေကြောင့်လုပ်ငန်းသုံးတဲ့အရေးကြီးတဲ့အစည်းအဝေးတွေအတွက်ယုံကြည်စိတ်ချရပါတယ်။ feature တွေမှာဘာတွေပါဝင်လဲဆိုလို့ရှိရင် AI assistant, noise remover နဲ့ Q&A စတဲ့ feature တွေပါဝင်ပါတယ်။ တာဂက်လုံခြုံရေးကိုအလေးထားရတဲ့လုပ်ငန်းကြီးတွေနဲ့အဖွဲ့အစည်းတွေအတွက်အကောင်းဆုံးသော app တစ်ခုပဲဖြစ်ပါတယ်။ Adobe Connect သူကတော့ပညာရေးနဲ့စီးပွားရေးဆိုင်ရာသင်တန်းများအတွက်အထူးရှိရွယ်ပြီးစိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ virtual room တွေဖန်တီးနိုင်တာဟာအသာချက်တစ်ခုပါ။ meeting room တွေကို customize လုပ်လို့ရပြီးကိုလိုချင်တဲ့ပုံစံအတိုင်း layout တွေ background တွေ font လို့ခေါ်တဲ့အစိပ်ပိုင်းတွေကိုစိတ်ကြိုက်ထည့်သွင်းနိုင်ပါတယ်။ တင်ကြားရေးခွိုက်တွေ၊ဖိုးတွေ၊ breakout run တွေဖန်တီးပြီးတင်ကြားရေးလုပ်ငန်းစဉ်ကိုပုံမထီရအောင်လှုပ်ဆောင်နိုင်ပါတယ်။ Target Orient online ကနေတင်ပေးတဲ့ဆရာဆရာမတွေပညာရေးအဖွဲ့အစည်းတွေ webinar တွေအတွက်တင့်တော်တဲ့ app တစ်ခုပဲဖြစ်ပါတယ်။ Zoom တင်ကြားရေးမှုအပြင်အခြားထပ်ပြီးတင်ကြားလို့ရတဲ့ Microsoft Teams, Google Maps, WeChat, Adobe Connect တို့လိုလေးခုလုံးရဲ့အားသာချက်အနှစ်ချုပ်ကတော့ Microsoft တင်သူကတော့ collaboration အတွက်အားသာပြီး Microsoft 365ကိုအဓိကအသုံးပြုသူတွေအတွက်အကောင်းဆုံးသော app တစ်ခုပဲဖြစ်ပါတယ် Google Map အသုံးပြုရသူလွယ်ကူမှုနဲ့ Google ecosystem ကိုချိတ်ဆက်လုပ်ဆောင်လို့သူတွေအတွက်သင့်တော်ပါတယ် WeChat လုံခြုံရေး system ကိုဦးစားပေးတဲ့လုပ်ငန်းကြီးတွေနဲ့အဖွဲ့အစည်းတွေအတွက်အကောင်းဆုံးသော app တစ်ခုပဲဖြစ်ပါတယ် Adobe Content စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့ custom mic အင်္ဂါရက်တွေကအားသာရာဖြစ်သောကြောင့်သင်ကြားရေးသင်တန်းပေးမှုနဲ့ webinar ရဲ့အတွက်အကောင်းဆုံးဆုံးသော app တစ်ခုပဲဖြစ်ပါတယ်။ပညာရေးနည်းပညာ EDTC ခေတ်သစ်စာသင်ခန်းများကိုတော်လန်ပြောင်းလဲခဲ့ပြီးမကြုံဆက်ဘူးအချက်အလက်များနဲ့စမ်းသစ်သောသင်ယူမှုကိရိယာများကိုရရှိစေခဲ့ပါတယ်။ သို့တော့၎င်း၏အုံပြုမှုပုံမကျပြတ်လာသည်နှင့်အမျှចောင်းသားចောင်းသူအပေါ်ចမ်းမာ၏အပေါ်တက်ရောက်မှုဆိုင်ရာဆိုးရိမ်မှုများလည်းတိတိတသာတိုးပွားလာခဲ့ပါသည်။ဤစံသက်ချက်တွင် digital သင်ယူမှုပတ်ဝန်းကျင်နှင့်ဆက်ဆက်နေသောအကျိုးကျေးဇူးများနှင့်အန္တရာယ်ရှိမှုများကိုမျှတစွာသုံးသပ်ရန်လက်တော်သုတေသနများမှရရှိထားတဲ့ EDTE ဗတ်ဆုံးចမ်းမာ၏အပေါ်တက်ရောက်မှုများကိုလည်းလေ့လာထားပါသည်။ဆိုပမာဆုံးနေနဲ့က i strain ဒီနောက်မျိုးဒီဂျစ်တယ် i sign လို့လည်းခေါ်တယ် screen time ကြီးများလာတဲ့အခါ PC တွေ ဝါလာမယ်မြေသား၆ချင်းနဲ့ခေါင်းကိုက်ချင်းမျိုးဖြစ်ပေါ်နေတဲ့ဝိညာဉ်တစ်မျိုးနောက်ခုနေကဖူဖူရှာနဲ့ဖီဇီကယ်ပိန်ဖုန်းကွန်ပျူတာရှိမှဒီနေ့ကုန်အထိုင်များထိုင်များခြင်းကတပင်းနာရေကြောင်းနာရေမျိုးဖြစ်ပေါ်နေတယ်နောက်တစ်ခုက sleep disturbance ဖုန်းတွေကိုညမဲ့တုံ့ပြန်ခြင်းကအဲ့ရဝင်ရမှာခက်ခဲဖြစ်စေနိုင်ပေါ့ကျွန်တော်နောက်နံပါတ်နောက်တစ်ချက်က mental health mental health effect စိတ်ကူးစီစိတ်ပြည်မှုနဲ့စိတ်ဆိုးရံပုံဝင်မှုတွေများတယ် digital နည်းပညာအလုံးစုံသုံးသပ်ခြင်းနဲ့ဆက်ဆက်မှုရှိတယ်ပေါ့တော့အမေရိကန်မှာရှိတဲ့ရဲစေချောင်းရဲ့လေးလာမှုတွေကနည်းပညာသုံးမှုများတဲ့ကလေးတွေမှာစိတ်ကြယောဂောင်းနဲ့စိတ်စိုးရင်စိတ်ဖြစ်ပေါ်နိုင်ရေပုံများနိုင်ပြီးတော့စီဝင်ထိုင်းသုံးများခြင်းက anxiety stress depression နဲ့ခြားသောအရာတွေကိုဖြစ်ပေါ်စေနိုင်တယ်ပေါ့အဲဒီစမ်းမှုတွေညှိနှိုင်းလာခြင်းပြီးတော့ ။ရရေမဆုရေသားသူတွေပြလက်တော့လက်တော့ဖြစ်မဆုရေသားသူတွေမှာသဘောတရားသဘောတရားဆိုင်ရာမိကုန်းတွေကိုဖြည့်ဆွနိုင်စားပုံနေလာပြီးတော့ digital အာရုံပြောင်းလဲမှုအင်္ဂလိပ်လို digital disruption ကြောင့်တင်ယူတင်ယူမှုမှာတရားမှုကျဆင်းနိုင်တယ်။မေဝဲမလေးရှားဆော့ဝဲဆိုတာပါလေမေဝဲဆိုတာကအန်ရီဘေးတဲ့ဆော့ဝဲတွေအလုံးကိုခြုံငုံခေါ်တဲ့အတုံးလုံးဖြစ်ပါတယ် ဒီဆော့ဝဲကိုတင်ရကုန်မူတာဖုန်းဒိုမဟုတ် ID စနစ်တွေချဲကိုခိုးဝင်ပြီးတော့ဒီတာခိုးဖို့စနစ်ဖြည့်ဆည်းဖို့ငွေညစ်ဖို့စားတဲ့မကောင်းတဲ့ရေချက်တွေနဲ့ဖန်တီးထားတာပါမေဝယ်ရီအတိတ်ကဘလုံးနိုင်တယ်တင်ရဒီတာတွေကိုခိုးယူဖြည့်ဆည်းနိုင်တယ်ဥပမာတက်ပုံစာရက်စာရန်ဘက်အကောက်ချက်လက်တင်ရဆက်ကိုနှိကွေးစေနိုင်တယ်အလုံးမလုံးနိုင်အောင်ဖြည့်ဆည်းစေနိုင်တယ်တင်ရကိုရက်ကနေတခြားဆက်တွေကိုကူးဆက်စေနိုင်တယ် သင်ဖုန်းကင်မရာနဲ့မိုက်ခရိုဖုန်းကိုလှုပ်အပ်ဖွင့်ပြီးတော့စောင့်ကြည့်နိုင်တယ်။ Melville ဘလူးဝင်လာနိုင်တယ်။အခမဲ့ software ဂိမ်းဒေါင်းလုပ်ဆိုရင်တန်ညာဖွင့်ပွဲ email link file ကိုနှိပ်မိရင် hard website ကနေအလူတင်တင်ရင် USB external device တွေကနေကူးဆက်နိုင်တယ်။ Melville ကနေဘလူးကောက်ရမယ်။ Antivirus LD Melville တုံးပါဥပမာ Windows Defender Better Fender software နဲ့ OS update နံပါတ်လုပ်ပါ။ email website link တွေကို မနှိပ်ခင်တိကျစစ်ပါ။အရေးကြီးဒေတာတွေကို backup လုပ်ထားပါ။ MNO USB external device တွေကိုစစ်ဆေးမှချိန်ပါ။ Melody က AR လို့ဉာဏ်ရည်မြင့်တာမဟုတ်ပါဘူး။သူတို့ကကြိုတင်ရေးသားထားတဲ့အနေရှိကုတ်တွေလည်းဖြစ်ပါတယ်။ဒါကြောင့်တတိထားပြီး online သုံးရင်ပေးကြအောင်နေပါ။ Ties or Mayweather Fire One Trojan Spyware Ransomware ဆိုပြီးတော့ရှိပါတယ်ကွန်ပျူတာ virus ဆိုတာကကွန်ပျူတာများကိုကူးစက်ရင်အခြားစနစ်များတို့ပြန့်နှံ့သွားပြီးကွန်ပျူတာရဲ့လုပ်ငန်းဆောင်တာများကို NDA ဒါမှမဟုတ်အနောက်ရှက်ဖြစ်စေရန်ဒီဇိုင်းထုတ်ပေးထားတဲ့ NDA ရှိတဲ့ software malware အမျိုးအစားတစ်ခုဖြစ်ပါတယ် distro finding က၎င်းနဲ့တင်းရဲ့စက်ပစ္စည်းပေါ်မှာရှိတဲ့အရေးတကြီးဒေတာတွေကိုဖြတ်နိုင်တယ်။ဒါမှမဟုတ်ပျက်စီးစေနိုင်ပါတယ်။ spread to other ၎င်းကမျှဝေထားတဲ့ file တွေဒါမှမဟုတ် email တွေမှာတစ်ဆင့်အခြားကွန်ပျူတာများကိုပို့ဆက်နိုင်ပါတယ် slow down your computer virus များများလွန်လာကြတော့သစ်စနစ်နှိကွေးခြင်းသို့မဟုတ်ပျက်စီးစေတယ် may still data အချို့သော virus တွေကသင်ရဲ့ကိုယ်ရေးကိုယ်တိုင်အချက်အလက်များကိုစုဆောင်းရင်ဖန်တီးထားတယ် the three main important အရေးကြီးတဲ့အချက်၃ချက်ကတော့ account software crack app တွေကိုရှောင်ပါ virus အများဆုံးပါပါတယ် နံပါတ်2အနေနဲ့ဆိုရင်တော့ public wifi တွေကိုသုံးရင် VPN ခံပြီးတော့သုံးပါနံပါတ်3အနေနဲ့ကတော့ USB သုံးမယ်ဆိုရင် skin tapper ဒီချက်လေးတွေကိုလိုက်လိုက်တော့ ICT network NDA ကနေ90%ကာကွယ်ပေးတာဖြစ်ပါမယ်ဝန်ကြီးကကိုရဲ့အတွင်း secretary များတခြားလင်းများစွာပုံတူပွားပြီးတော့ပြန့်နေနိုင်တဲ့ middleware ဒါမှမဟုတ်ရင် NDA ရှိတဲ့ software အမျိုးအစားဖြစ်ပါတယ်ပြန့်ပွားလာတဲ့အခါမှာဝန်ကြီးက bandwidth ကိုစားသုံးပြီးတော့ယောဂါဘူရှိတဲ့စနစ်တွေကို ဝန်ပိုးချကာ၎င်းတို့အားစိတ်မချရဒါမှမဟုတ်ရင်မရနိုင်တာဖြစ်လာစေပါရဲ့ဝန်တွေက fine တွေကိုပြောင်းလဲနိုင်ပြီးတော့ဖြတ်နိုင်တယ်ဒါမှမဟုတ်အခြားသော mail ဝန် worry နဲ့မိတ်ဆက်နိုင်တယ် what is trojan trojan တော့မဟုတ် trojan horse ဆိုတာကမကောင်းတဲ့ software တစ်မျိုးဖြစ်ပြီးပျော်ကစားနိုင်တဲ့အသုံးဝင်နိုင်တဲ့ထင်ရတဲ့ program တစ်ခုအနေနဲ့လှည့်စားပြီးတင်းဆက်လေးဝင်ကာသင်ရဲ့ password ဘန်းဒီဂျစ်တွေကိုကူးယူနိုင်တင်းဖိုင်တွေကိုဖျက်ဆီးနိုင်ပြီးတင်းကွန်ပျူတာကို hacker တွေထိန်းချုပ်သုံးနိုင်တယ် behind the screen ကျွန်တော်တို့အများစုအတွက် Instagram, Facebook, TikTok နဲ့အခြား social media များကိုကြည့်ရှုခြင်းဟာကျွန်တော်တို့ရဲ့ပုံမှန်လောလောဆယ်တစ်ခုဖြစ်နေပါတယ်2023ခုနှစ်မှာကမ္ဘာတော်ဝန်နဲ့ social media အသုံးပြု4.9 million ခန့်ရှိခဲ့တယ်။ပြည်မြလူတစ်ယောက်ဟာ social media ပေါ်မှာတနေ့ကို145မိနစ်လောက်အချိန်ဖြုန်းပါတယ်။ကမ္ဘာတော်ဝန်ရှိငွေချင်းတွေနဲ့မိသားစုတွေက post များကိုကြည့်ရှုခြင်းဟာကျွန်တော်တို့အတွက်ပုံမှန်ချိတ်ဆက်ခံစားနိုင်မယ့်နည်းလမ်းတစ်ခုဖြစ်တယ်။ သို့သော social media အသုံးပြုခြင်းဟာကျွန်တော်တို့ကိုဆိုးကျိုးပေးနေတဲ့အရာတစ်ခုလည်းဖြစ်တယ်။ social media ရဲ့ဆွဲလမ်းမှုသဘောတဘာဝဒီ dopamine ကိုထုတ်လွှတ်ခြင်းဖြင့် owner ရဲ့ reward center ကိုအသက်သွင်းစေတယ်။၎င်း dopamine ဤပျော်ရွှင်ပွဲကောင်းသောလှုပ်ရှားမှုတွေနဲ့ချိတ်ဆက်နေသောဓာတုပစ္စည်းဖြစ်တယ်။ကျွန်တော်တို့တခုခုကို post တင်တဲ့အခါကျွန်တော်တို့ရဲ့တငယ်ချင်းတွေမိသားစုတွေကအဲ့ post ကို like ပေးခြင်းသို့မဟုတ်တစုံတရာပျော်ရွှင်မှုစိတ်ချမ်းသာစေခြင်းမြည်တိရတခုခုရေးလိုက်ပါကကျွန်တော်တို့ရဲ့ dopamine ဟာမြင့်တက်လာတယ် ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီမြင့်တင်မှုသို့မဟုတ်စိတ်ချမ်းသာမှုမရတဲ့အခါမှာဒိုပါမင်းဟာကျွန်တော်တို့ရဲ့စိတ်ခံစားချက်ပေါ်တက်ရောက်မှုရှိနိုင်တယ်။၄၄ရာခိုင်နှုန်းသောမိဘတွေကဆိုရှယ်မီဒီယာကိုခလေးများရဲ့စိတ်ချမ်းသာရေးပြဿနာရင်းမြစ်ပြင်မြင်တတ်ကြရဲ့ထို့အပြင်မိဘတွေကခလေးများရဲ့ online ပြုမှုကိုစောင့်ကြည့်ရင်ခက်ခဲကြောင်းလည်းဖော်ပြကြပါတယ်။စေတောတဲ့အများစုကကြတော့ social media ကိုလူမှုဆက်ဆံရေးနဲ့ဖျော်ဖြေရေးအတွက်အ धिक လိုအပ်ချက်အဖြစ်မြင်ကြရတယ်။တခါတရံမှာမိဘတွေရဲ့စိုးရိမ်မှုနားလည်မှုလွဲပြီးတော့မိဘတွေရဲ့အငြင်းပွားမှုများလည်းဖြစ်တတ်ပါတယ်။ ဆာဖေးဝက်ကို clear wet လို့လည်းခေါ်တတ်ကြပါတယ်။ဒါကတော့လူတိုင်းအနေနဲ့ကိုယ်ပြန်နဲ့ရှာဖွေပြီးဝင်ရောက်ကြည့်လို့ရတဲ့ website တွေပဲဖြစ်ပါတယ်။ဥပမာ Wikipedia, YouTube, School website တွေပါ။ဒီ website တွေဟာ hyperlink များနဲ့ချိတ်ဆက်ထားပြီးလူများအတွက်အခမဲ့တော့ပြုနိုင်တာဖြစ်ပါတယ်။ပုံမှန်စာရင်းခြေတွေနဲ့ရှာဖွေနိုင်တဲ့ World Wide Web ရဲ့ပုံပဲဖြစ်ပါတယ်။ဆာဖေးဝက်ကို clear wet လို့လည်းခေါ်တတ်ကြပါတယ်။ဒါကတော့လူတိုင်းအနေနဲ့ကိုယ်ပြန်နဲ့ရှာဖွေပြီးဝင်ရောက်ကြည့်လို့ရတဲ့ website တွေပဲဖြစ်ပါတယ်။ ဥပမာ Wikipedia, YouTube, School website တွေပါဒီ website တွေဟာ hyperlink များနဲ့ချိတ်ဆက်ထားပြီးလူများအတွက်အခမဲ့အသုံးပြုနိုင်တာဖြစ်ပါတယ်။ပုံမှန် site engine တွေနဲ့ရှာဖွေနိုင်တဲ့ World Wide Web ရဲ့အပေါ်ပိုင်းပါတယ်။ဒီ web ကိုမမြင်နိုင်တဲ့ web လို့လည်းခေါ်ပါတယ်။ဒီ web အတွင်းမှာတော့ Gmail, online banking, support တဲ့စာတဲ့ password ပြကဝေတဲ့နေရာတွေပါဝင်ပါတယ်။ site engine တွေကနေစာရင်းမတင်ထားတဲ့အတွက်ပြင်ပရင်တိုင်းရှာဖွေလို့မရပါဘူး။တခါတလေဓာတ်ဝါနဲ့ရောရောခံတတ်ကြပြီမဲ့ဒီ web ဓာတ်ဝါမဟုတ်ပါဘူး။ ဒါတာမတုံးဆွဲမှုအတွက်လုံခြုံမှုစီးဖို့လိုတဲ့နေရာများသာဖြစ်ပါတယ်။ဒါဝဒါဝဆိုရင်ပုံမှန်ဘရောဇာနဲ့ဝင်လို့များနိုင်တဲ့ဝက်ထားတဲ့အင်တာနက်ခံတာတစ်ခုပါ။သုံးသူကမိမိ identity ကိုဖော်ပြောင်းမလို့အပ်ပဲတုံးပြနိုင်တာဖြစ်ပါတယ်။ဒါကြောင့် TOR ဆိုတဲ့အထူးထောက်ရတဲ့ဘရောဇာမျိုးတွေနဲ့သာဝင်ရလို့ရပါတယ်။ဒါဝမှာတရားဝင်လုပ်ငန်းတွေဖြစ်တဲ့ hacking tool drug market တို့လည်းပါဝင်နိုင်လို့တတိထားဖို့လည်းလိုအပ်ပါတယ်။ The entire human history we invented all technology In the next four to five years, we will see a hundred years of technological change and the impact it has on the economy and society. In 2001 was the first year that humans generated more data in a single year than in the entire history of humanity together. Is this becoming reality?